အားလုံးပဲမင်္ဂလာပါခင်ဗျာရွှေရင်းကားချင်းတွေကနေပြန်နေကြိုဆိုလိုက်ပါတယ်မနက်ဖြန်နိုဝင်ဘာလ19ရက်နေ့အတွက်နောက်ဆုံးရမိုးလေဝသကြိုတင်ခမ်းမ်းချက်များကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအထူးမိုးလေဝသအနေနဲ့အားကောင်းလာတဲ့လေပြင်းနဲ့ရံဝင်အချိန်တက်ရောက်မှုကြောင့်မြန်မာပြည်မိုးကြီးရေရှမ်းနိုင်တဲ့အခြေအနေများနဲ့မိုးရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာမယ့်မြေကြီးကြီးချင်းအန္တရာယ်သတိပေးချက်များကိုပါတင်ဆက်ပေးတော့မှာဖြစ်လို့ဘူယိုလေးကိုအဆုံးထိကြည့်တော်နိုင်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ယနေ့နိုဝင်ဘာလ18ရက်နေ့မှာနိုင်ငံလေပိုင်းဒေသများမှာမိုးကြီးနိုင်တဲ့ခမ်းမ်းချက်များကိုအောက်ပါတိုင်းတင်ပြအပ်ပါတယ်ခင်ဗျာ မိုးကြီးနိုင်တဲ့ဒေသများကတော့ရေနံကျောင်းအောက်ပိုင်းဒေသများမင်းဘူးမကွေငဖဲတောင်တွင်းကြီးမင်းလှစင်မောင်ဝဲမင်းတုံတည့်ရကံမတက်ကုန်းမှအောက်ဖက်တောင်ငူအထိကြားရှိဒေသများနဲ့မြို့နယ်များမှာမိုးကြီးခြင်းများဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းရပါတယ်။အဆိုပါဒေသများမှာနေထိုင်သူများအနေဖြင့်ရုတ်တရက်မိုးတဲထန်ခြင်းရေကြီးမှုနဲ့ရေစီးရလာအခြေအနေများကိုသတိပြုရလိုအပ်သည့်များကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြရန်အကြံပြုအပ်ပါရခင်ဗျာ။ ဆလတ်ပြီးအရှိဘက်မှာဝင်ရောက်လာတဲ့အရှိမြောင်မုတ်တုံလေးအားကောင်းနေခြင်းကြောင့်နိုဘလာ၁၈ရက်နေ့နဲ့၁၉ရက်နေ့များမှာရပ်ပြည်နယ်အရှိပိုင်းဒေသများရဲ့မိုးလေဝသခန့်မှန်းချက်ကိုအောက်ပါတိုင်းတင်ပြလိုက်ပါရခင်ဗျာ။မိုးအခြေအနေခန့်မှန်းချက်နိုဘလာ၁၈ရက်နေ့မှာနိုဘလာ၁၉ရက်နေ့အတွင်းရပ်ပြည်နယ်အရှိပိုင်းဒေသများဖြစ်တဲ့တာချီလိတ်မိုင်းရောင်မိုင်းဆက်မိုင်းဖြတ်မိုင်းတုံကျိုင်းတုံနဲ့ပုံပါကျင်မြို့နယ်များမှာမိုးရွာသွန်းနိုင်ပါတယ်။ရွာသွန်းမှုရဲ့ပမာဏကတော့အဆိုပါဒေသများမှာမိုးအထင်အရွာသွန်းနိုင်ပြီးနေရာကွက်ရီမိုးများခြင်းများဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ ဒေသခံပြည်သူများအနေဖြင့်ရာသီဥတုအခြေအနေကိုသတိပြုပြီးလိုအပ်သောကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြရန်အကြံပြုအပ်ပါရခင်ဗျာနောက်ထပ်လေးပြားနဲ့ရံဝန်အခြေအနေကိုပြောပြပေးသွားမှာဖြစ်ပါရခင်ဗျာ2025ခုနှစ်နိုဝင်ဘာလ16ရက်နေ့မြန်မာစံတော်ချိန်17နာရီချိန်ထုတ်ပြန်ချက်ယနေ့မြန်မာစံတော်ချိန်10နာရီခွဲချိန်တိုင်းထွာချက်အရဘင်္ဂလားပင်လယ်ော်အနောက်လေပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိသောသတိလင်္ကာနိုင်ငံမှာဖြစ်ပေါ်နေတဲ့လေပြားနဲ့ရံဝန်ဟာဆက်လက်တည်ရှိနေပါတယ်အဆိုပါလေပြားနဲ့ရံဝန်ဟာနောက်24နာရီအတွင်း အနောက်အနောက်မြောက်ဘက်သို့ဖြင်းညစ်စွာရွေ့လျှနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဆက်လက်ပြီးမိုးသက်ထန်စွာရောက်သွင်းခြင်းကြောင့်မြေကြီးကြီးချင်းသတိပေးချက်များနဲ့မြေကြီးချင်းများကိုပြော့ပြပေးတော်မှာဖြစ်ပါတယ်ခင်ဗျာ။ယနေ့16ရက်17လ2025ရက်နေ့နနက်6နာရီခွဲချိန်တိုင်းထွာကြရာမြေကြီးအခြေအနေကိုတင်ပြပေးလိုက်ပါတယ်ခင်ဗျာ။မြေကြီးနားမြေကြီးဟာမနေ့ကညနေကနေ17နာရီအတွင်းအနည်းငယ်ထက်ကျသွားပါတယ်။မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့30.5ဒီဂရီဆယ်စီယံနဲ့ယနေ့အနည်းဆုံးပူချိန်ကတော့16.3ဒီဂရီဆယ်စီယံတို့ပဲဖြစ်ပါတယ်ခင်ဗျာ။ မြေကျဉ်းနားမြေဟာဆိုးရင်ရေမှ1200စင်တီမီတာသို့ရောက်ရှိရန်933စင်တီမီတာပေ30ကျော်ကအလိုမှာရောက်ရှိနေပါတယ်မြေရေတက်ကြပုံမှန်နေထားကမှာရှိနေပါမယ်ဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်အရာရီမြေထပ်ပိုင်းမှာမိုးဝအနှဲငယ်ရှိနေပါတယ်ရဖန်ရခါအရာရီမြေစုံထပ်ပိုင်းမှာနေရာကွက်၍မိုးရွာသွန်းခြင်းများဇက်တိုက်ရောနှဲလာပြီးဖြစ်ပါတယ်ခင်ဗျာစခိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစိုးဒေသများနဲ့အရာရီမြေထပ်ပိုင်းမေခမလိခမြဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအနှဲငယ်သာရှိနေပါတယ် ။ရောင်ရီမျိုးတစ်ချောင်းနဲ့ချင်းရီမျိုးတစ်ချောင်းမြေကန်နီမြေနိဒေသများနဲ့မြေနုကျွန်းများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများရောင်ရီမြေကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ဆက်လက်ပြီးချင်းရီမြေရဲ့အခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်။ခန်းနေမျိုးမြေဟာမနေ့ကညနေကနေ12နာရီအတွင်းတလက်မကန်ထက်ကြသွားပါတယ်။မုံရောင်မျိုးမြေဟာမနေ့ကညနေကနေ12နာရီအတွင်းနှစ်လက်မကန်ထက်ကြသွားပါတယ်။ခန်းဒီ home လင်းဖောင်းပြင်းတဲ့မော်လိုက်တို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေအောင်မှာဖြစ်ပါရခင်ဗျာ ကလေးဟာမင်းကင်းကန်နီနဲ့မုံရမျိုးတို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေမှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးအရာရီမြေကြီးအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာပမော်ရွှေကူကတာထီးကြိုင်တပိတ်ချင်းမန္တလေးစကိုင်းမြင်းမူညောင်ဦးပခုတ်ကူ6မင်းဘူးမကွေးအောင်လန်းပြီးစိတ်သာဟင်းသရနဲ့ဇလုံးမျိုးတို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေမှာဖြစ်ပါတယ်ခင်ဗျာအရာရီမြေကြီးမြစ်တက်မှုကို24နှစ်ကြီးစောက်ကြည့်တင်ပြပေးနေပါတယ်ခင်ဗျာထူးခြားမှုရှိလာလျင်အချိန်နဲ့တပြင်းညီတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ဆက်လက်ပြီးမနက်ဖြန်မိုးလေဝသအခြေအနေဘယ်လိုရှိမလဲဘင်္ဂလားပင်လယ်အော်မှာဘာတွေဖြစ်နေမလဲဆိုတော့အခြေအနေအသေးစိတ်ကိုကြည့်လိုက်ကြရအောင်ပါ2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့ယနေ့6နာရီချိန်ထုတ်ပြန်ကြရဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်10နာရီခွဲချိန်တိုက်ထွာကြရဘင်္ဂလားပင်လယ်အော်နောက်တောင်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိသောသီရိလင်္ကာနိုင်ငံတွင်ဖြစ်ပေါ်နေသောလေပြင်းရနဲ့ရံဝင်ဟာဆက်လက်တည်ရှိနေပါတယ်အဆိုပါလေပြင်းရနဲ့ရံဝင်ဟာ2024နာရီအတွင်းအနောက်အနောက်မြောက်ဘက်သို့ဖြင်းညစွာရွေ့ရှားနိုင်တယ်လို့ခန့်မှန်းရပါတယ် ဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းမှာအများအပြားတာယာနေပြီးဘင်္ဂလားပင်လယ်ော်အနောက်လယ်ပိုင်းမှာတိမ်တဲ့ငယ်ဖြစ်ထွန်းနေကကပ်ပလီပင်လယ်ပင်နဲ့ကြံဘင်္ဂလားပင်လယ်ော်တို့မှာတိမ်အစ်စ်တွေမှာတိမ်ထူထပ်နေပါတယ်။မနေ့ပြန်မနေ့တိခမ်းမချက်ကတော့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာနေရာအနှံ့ပြားနေပြီးတော့အေရီတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးကရပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မိုးပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ရွာရရနှောင်း၈၀ဖြစ်ပါတယ်ခင်ဗျာ။ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတော့တိမ်အထစ်နေဖြစ်ထွန်းပါမယ်။ဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးချင်းများအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ပြီးပြီးတော့မှနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရန်ကုန်မြို့မှာနေရာကွက်ချမိုးထစ်ချုံရွာနိုင်ပါတယ်။မန္တလေးမြို့မှာတိမ်အစ်တင်ဖြစ်ထွန်းပါမယ်။ပဲခူးမြို့မှာနေရာကွက်ချမိုးထစ်ချုံရွာပါမယ်။မကွေးမြို့မှာတိမ်အစ်တင်ဖြစ်ထွန်းပါမယ်။ဟ ோம் လေးမြို့မှာတိမ်အစ်တင်ဖြစ်ထွန်းပါမယ်။မုံရွာမြို့မှာတိမ်အစ်တင်ဖြစ်ထွန်းပါမယ်။ပသိမ်မြို့မှာနေရာကွက်ချမိုးထစ်ချုံရွာပါမယ်။တဝဲမြို့မှာနေရာကွက်ချမိုးထစ်ချုံရွာပါမယ်။မြေကြီးနားမြို့မှာတိမ်အစ်တင်ဖြစ်ထွန်းပါမယ်။ လိုက်ကောမြို့မှာနေရာကွက်ကြားမိုးထချုံရောပါမယ်။ဖန်ရံမြို့မှာနေရာကွက်ကြားမိုးထချုံရောပါမယ်။အာခမြို့မှာတိန်သိင်းနေဖြစ်ထွန်ပါမယ်။မော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးထချုံရောပါမယ်။စစ်တွေမြို့မှာတိန်သိင်းနေဖြစ်ထွန်ပါမယ်။လားရှုမြို့မှာနေရာကွက်ကြားမိုးထချုံရောပါမယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထချုံရောပါမယ်။ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထချုံရောပါမယ်ခင်ဗျာ။မိုးထိန်အောင်ဖြစ်ပေါ်မှုအခြေအနေကတော့တနင်္လာနေ့တိုင်းဒေသကြီးမှာမိုးထိန်အောင်ဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးထိန်အောင်များရွေရှမ်းရနေရာတခြားမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထိန်ချုံခြင်း မိုးကြိုးပြခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာ။နောက်နေ့အတွက်ခံမှန်းချက်ကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရပရီတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမှာနေရာကျကျမိုးထစ်ချုံရွာနိုင်ပါတယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်မနေ့ပြန်မနေ့ဒီခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရန်ရာနှောင်း80ဖြစ်ပါတယ်။ ရန်ကုန်မြို့နယ်နီးတွိုက်တဲ့မနက်ဖြန်မနက်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ရွာရန်ရာနှုန်း60ဖြစ်ပါတယ်။မန္တလေးမြို့နယ်နီးတွိုက်တဲ့မနက်ဖြန်မနက်ထိခံမှန်းချက်ကတော့တိတ်အသစ်တွေဖြစ်ထွန်းပါမယ်။ဆက်လက်ပြီးပင်လယ်ပြင်ခီးသွွားများအတွက်မိုးလေဝသခံမှန်းချက်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။မြမပင်လယ်ပြင်မှာမြဝချုံပေါ်မုံတမကွေမုံတနေနာရီကမ်းရံတခြားနယ်ကမ်းလုံပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြစေရေပြင်းမြေပြင်းလေဟာတနအီကိုမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။ လိုင်းမြေမှာမြဝကျုံပေါ်မௌဒမကွေမော်တယ်နဲ့အိုင်ကန်နဲ့တခြားနယ်ကမ်းလုံပင်လယ်ပြင်တို့မှာရှစ်ပေမှာဆယ်ပေခန့်ရှိနိုင်ပါတယ်။ကြံမြမပင်လယ်ပြင်မှာလိုင်းအသင့်တင်ရှိပါမယ်။လိုင်းမြေမှာရခိုင်ကမ်းရန်းတခြားနယ်ကမ်းလုံပင်လယ်ပြင်တို့မှာ၆ပေမှာရှစ်ပေခန့်ရှိနိုင်ပါတယ်ခင်ဗျာ။မြန်ကုန်မှာတနင်္လာနေ့အိုင်ကန်နဲ့တခြားပင်လယ်ပြင်ခီးအတွက်မိုးလေဝသခံမဲ့ချက်ယနေ့မိုးတဲ့ချိန်မှာနောက်၂၄နာရီတွင်ခံမဲ့ချက်ကတော့ နေရာကျဲကျဲမိုးထစ်ချုံကြောင်းပါမယ်။အမြင်တာလိမ့်မိုင်ကမိုးရွာစဉ်တမိုင်ကရှိပါမယ်။ရေပင်လင်းကတော့အရှိတုံမဟုတ်အရှိမြောက်တနအီကိုပင်လယ်မိုင်10မိုင်မှ15မိုင်တခါတရံမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းကြီးနိုင်ပါတယ်။လှိုင်းမြစ်မှာ10ပေမှ10ပေကန့်တို့ပဲဖြစ်ပါတယ်ခင်ဗျာ။ရန်ကုန်မှာရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်မြေခီးအတွက်မိုးလေဝသခံမှတ်ချက်ယနေ့မိုးတဲ့ချိန်မှာနောက်24နာရီတွင်ခံမှတ်ချက်ကတော့တိမ်သိမ့်တဲ့ဖြစ်ထုံးပါမယ်။အမြင်တာ9မိုင်ကရှိပါမယ်။ရေပင်လင်းကတော့မြောက်တုံမဟုတ်အရှိမြောက်ကိုတနအီလင်းပင်လယ်မိုင်9မိုင်မှ10မိုင်တခါတရံ25မိုင်ထိတိုက်ခတ်နိုင်ပါတယ်။ လိုင်းတဲ့နဲ့ရှိပါမယ်လိုင်းရဲ့မှာ၆ပွေမှာ၈ပေကန်းတို့ပဲဖြစ်ပါရခင်ဗျာနောက်ဆုံးအနေနဲ့ရခိုင်တိုင်းဒေသကြီးအတွင်းနိုဝင်ဘာလ၁၈ရက်နေ့မှာနိုဝင်ဘာလ၂၃ရက်နေ့ထိမိုးလေဝသအခြေအနေများကိုတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာပင်လယ်ပြင်မှာဖြစ်ပေါ်လျက်ရှိတဲ့လေးတူငွေမြင့်သက်ခြင်းအခြေအနေများဘင်္ဂလားပင်လယ်ော်တောင်ပိုင်းနဲ့ကပ်ပလီပင်လယ်တောင်ပိုင်းပင်လယ်ပြင်များမှာအားကောင်းလျက်ရှိတဲ့အရှိမြောက်မုတ်တုံလေးကြောင့်လေးတူငွေမြင့်သက်ဖြစ်ပြီးအထက်မြေလေဝေလိုင်းများယခုတစ်ပတ်အတွင်းအစပျိုးဖြစ်ပေါ်လာနိုင်ပါတယ်နိုဝင်ဘာလ၁၆ရက်နေ့မှာလေပြင်းနဲ့ရံဝန်တစ်ခုဖြစ်ပေါ်လျက်ရှိကြောင်းနဲ့ အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်ကြောင်းအိန္ဒိယမိုးလေဝသဌာနကထုတ်ပြန်ထားတာလည်းရှိပါတယ်။ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းမှာလေဝေလိုက်များဟာနိုဝင်ဘာလကုန်ပိုင်းမှာမုန်တိုင်းဖြစ်လာနိုင်ကြောင်းမြောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားပြီးဘင်္ဂလားပင်လယ်ော်အနောက်လယ်ပိုင်းကိုရောက်ရှိလာနိုင်ကြောင်း ECNWF, GFS, GEFS ကြိုတင်ခန့်မှန်းရေးမော်ဒယ်များ၏ကြိုတင်ခန့်မှန်းချက်များမှတွေ့ရပါတယ်။လက်ရှိကြိုတင်ခန့်မှန်းချက်များအရမြန်မာနိုင်ငံတောင်ပိုင်းဒေသတို့မှာမိုးအနှဲငယ်သာရွာသွန်းနိုင်ပြီး တနင်္လာနေ့တိုင်းဒေသကြီးမွန်ပြည်နယ်ကရင်ပြည်နယ်နဲ့အေရရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ထိဆက်နေသောမန္တလေးတိုင်းအနောက်ခြမ်းနဲ့ရခိုင်ပြည်နယ်အတွင်းမှာနိုဝင်ဘာလ28 28 29ရက်တွေမှာနေရာကွက်ရဲ့မိုးတက်ထန်တိုင်းဒေသများရှိနိုင်ပါတယ်။နိုဝင်ဘာလ18ရက်နေ့နနက်7:00နာရီမှနေ့လယ်2:00နာရီအတွင်းရန်ကုန်တိုင်းဒေသကြီးမှာခရမ်းလွန်ကြောင်ကြီးညွန်ကိန်းမှာရှစ်ရှိတာကြောင့်အပြင်ထွက်တဲ့အခါရေပြားနဲ့မျက်စိထိခိုက်ခြင်းမှအလိုလျောက်ကာကွယ်နိုင်သော အဝိအစားအုတ်ထုတ်နေကမျက်မှန်စတာတွေဝစ်ဆင်ကြပါရဲ့အတိပေးတိုက်တွန်းလိုပါရယ်ခင်ဗျာရန်ကုန်တိုင်းဒေသကြီးအတွင်းနိုဝင်ဘာလ17ရက်နေ့မှာနိုဝင်ဘာလ23ရက်နေ့အထိ9ရက်အတွင်းရွာသုံးရရှိနိုင်တဲ့မိုးရေချိန်ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းအနောက်ပိုင်းနဲ့မြောက်ပိုင်းခရိုင်များမှာမိုးရေချိန်အနည်းငယ်9ရက်အတွင်းမိုးရေချိန်3.3လက်မကန်ရွာသုံးနိုင်ပြီးနောက်တစ်ပတ်အတွက်ကြိုတင်ခန့်မှန်းချက်များအရနိုဝင်ဘာလကုန်ရက်များမှာခန့်မှန်း28 29 30ရက်များမှာတော့ တရက်မှနှစ်ရက်ခန့်နေရာကွက်၍မိုးသည့်နှင့်ရွာသွန်းခြင်းဖြစ်ပေါ်နိုင်ပါသည်။ကျိုးတင်ခမန်းချက်အပြောင်းလဲများကိုဆက်လက်စောင့်ကြည့်ရအောင်မှာဖြစ်ပါရယ်ခင်ဗျာ။အပူချိန်လေတိုင်နှုန်းလေတုစုတိုင်းစားပင်လယ်ပြင်အခြေအနေနဲ့လေတုညဉ့်ညမ်းမှုအခြေအနေများရန်ကုန်တိုင်းဒေသကြီးအတွင်းရဲ့အမြင့်ဆုံးနေ့အပူချိန်ကတော့30ဒီဂရီဆဲလ်စီယပ်နဲ့အနည်းဆုံးညအပူချိန်ကတော့27ဒီဂရီဆဲလ်စီယပ်ရှိနိုင်ပါသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်းလွေမာလာ18ရက်နေ့မှာခန်းစားရမယ့်အပူချိန်ကတော့35ဒီဂရီဆဲလ်စီယပ်အထိရှိနိုင်ပါမယ်။ ယခုတစ်ပတ်အတွင်းမြောင်းဖက်နဲ့အရှေ့မြောင်းဖက်အရက်များမှလေတိုင်နှုန်းတနအီကို16မိုင်မှ -10 ဒဂရီရှိနိုင်ပြီးရန်ကုန်မြို့ဝကန်းနီပင်လယ်ပြင်မှာနိုဝင်ဘာလ18ရက်နေ့မှနိုဝင်ဘာလ22ရက်အတွင်းလိုင်းအမြင့်ဆုံး3မိုင်မှ4ဒဂရီရှိနိုင်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းနေ့လယ်နေခင်းအချိန်များမှလေတုဆူတိုင်းသာ60ရာခိုင်နှုန်းကရှိနိုင်ပြီးနနက်စောပိုင်းနဲ့ညပိုင်းအချိန်တွေမှာလေတုဆူတိုင်းသာ90ရာခိုင်နှုန်းကရှိနေနိုင်ပါတယ်။ယခုတစ်ပတ်အတွင်းရန်ကုန်တိုင်းဒေသကြီးရဲ့လေတုညဉ့်ဉန်းမှုအညွှန်းငယ် AQI value 140ရှိနိုင်ပြီးအသက်ရှင်လမ်းကြောင်းဆိုင်ရာကျန်းမာရေးမကောင်းသူများအတွက်အနေရရှိနိုင်တဲ့အညွှန်းကိန်းအစ်စ်ပဲဖြစ်ပါတယ်။နိုဝင်ဘာလ18ရက်နေ့နနက်7:00နာရီမှနေ့လယ်2:00နာရီအတွင်းရန်ကုန်တိုင်းဒေသကြီးရဲ့ခရမ်းလုံရောင်ကြီးအညွှန်းကိန်းဟာရှစ် Harris Level မှာရှိနေတာကြောင့်အပြင်ထွက်တဲ့အခါအရေးပြားတဲ့မျက်စိထိခိုက်ခြင်းမှအထိုက်လျောက်ကာကွယ်ပေးနိုင်တဲ့အဝတ်အစားများအုတ်ထုတ်နေကာမျက်မှန်များစတာတွေဝတ်ဆင်ကြပါရန်အသိပေးတိုက်တွန်းလိုပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါခင်ဗျာခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသက်လိုက်ပါပြီနားဆင်ပေးကြတဲ့ပေးသက်များအားလုံးကိုစိတ်နှပြချမ်းမွှေးလန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ